ြည်တွင်းမှာကြံခဲ့ပြီးရွေးကောက်ပွဲရက်အတွက်ဝါဒဖြန့်ဇလန်းတွေရိုက်ကူးနေတဲ့နိုင်ငံကျော်တရုတ်ဆောင်မင်းသားမင်းသမီးတွေကိုပညာသားဖပါနဲ့ပြောဆိုလာခဲ့တဲ့တရုတ်ဆောင်ကိုပေါ့မင်္ဂလာပါပရိသတ်ကြီးရှင်ဒါရိုက်တာနဲ့တရုတ်ဆောင်ကိုပေါ့ကတော့တော်လန်ရေးကာလအစကတည်းကအာတက်တရောပါဝင်ခဲ့သူဖြစ်ပြီးဒီနေ့ဒီချိန်ရက်ထိလည်းလွမြောက်နယ်မြေမှာရောက်ရှိနေထိုင်ရင်တော်လန်ရေးအတွက်အစွမ်းကုန်စူးစမ်းနေသူတယောက်ဖြစ်ပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်မှာတော့တရုတ်ဆောင်နေတူတရုတ်ဆောင်မြင့်မြတ်တရုတ်ဆောင်အေးချမ်းမောင်တရုတ်ဆောင်နေဝင်တရုတ်ဆောင်ချူလေးနဲ့မင်းမြင့်မို့တို့ကခေါင်းဆောင်ပါဝင်ထားတဲ့ဂျွေးကောက်ပွဲဝါဒဖြန့်ဇလန်တို့တပုတ်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်အခုကာလဟာမြန်မာနိုင်ငံတနိုင်ငံလုံးအတိုင်းအတာနဲ့တည်ငြိမ်အေးချမ်းတဲ့ကာလမဟုတ်နေသလိုပြည်တွင်းမှာနေထိုင်ပြီးဒုက္ခရောက်နေကြတဲ့ပြည်သူတွေလည်းဒုနဲ့ဒေရှိနေကြတာဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာစစ်တပ်အားပေးတဲ့ဝါဒဖြန့်ဗီဒီယိုရိုက်ကူးခဲ့တဲ့နိုင်ငံကျော်တရုတ်ဆောင်တွေအတွက်တရုတ်ဆောင် ကိုပေါက်ကအခုလိုပြောကြားလာခဲ့တာဖြစ်ပါတယ်။ကိုပေါက်ကပြည်တွင်းအမှုပညာရှင်များတို့ပေးစာမင်းတို့ကိုငါတခွန်းမဲမေးချင်တာပါ။ငါတို့ပြည်သူတွေရဲ့ရွာတွေစစ်တပ်ကမီးရှို့လို့ပြာကျသွားခဲ့တာတွေကမဟုတ်တာကို AI နဲ့လုပ်ပြီးပြာမကျတာကိုပြာကျတယ်တိုက်ပွဲမဖြစ်တာကိုတိုက်ပွဲဖြစ်တယ်လို့ဟန်ဆောင်လိန်လဲပြောနေတာလို့စစ်တပ်ကပြောပြထားတဲ့အတိုင်းတကယ်ထင်နေကြတာလား လာခဲ့စမ်းပါကွာဖြူတဝိုက်ညောင်လေးပင်တဝိုက်ပဇွန်မြောင်းတဝိုက်မင်းတို့နဲ့နီနီလေးကပြည်သူတွေဘဝတွေကို မျက်မြင်ဖြစ်အောင်လိုက်ပြခြင်းနဲ့အမြန်လန်းဟောင်းပေါ်အထိထွက်ကြိုပေးလို့ရတယ်မင်းတို့လာရမှာကြောက်နေရင်ငါ့ရဲ့ messenger ကနေအခြေအနေလေးတွေမေးလို့ရပါတယ်အပေါ်စကားတွေမပေါအရှိတရားတွေကိုပတ်မလိုက်စတဲ့ချစ်ချင်းမုံချင်းမပေါအမှန်အတိုင်းကိုချင်းစာစိတ်နည်းနည်းလေးဝင်သွားအောင်ငါပြောပြခြင်းနဲ့ကိုပေါင်းတဲ့ဆက်သွယ်တာမိသွားလို့အဖမ်းခံရရင်ဘယ်လိုလုပ်မလဲတို့ ငတ်နေရင်ဘသူကလာကြွေးမှလဲနင်းတို့ကြွေးမှလားဆိုတာရီနီးရတာကြောက်နေရတဲ့လေဆိုတာရီနှစ်ဖက်စလုံးကြောက်နေရတဲ့တို့အနုပညာသမားကဘယ်အစိုးရဖြစ်ဖြစ်ပူးပေါင်းရမှာပဲလို့ဆိုတာကစစ်တပ်ကရုပ်ရှင်အကြောင်းဘာမှမတတ်တဲ့ကောင်းတွေဇညုံးဆိုတာစကားတွေကိုတောင်းတကြီးရက်ပြီးပြောရတဲ့အရာလို့လောက်ပဲသိထားတဲ့ကောင်းတွေဒီနေ့အချိန်ထိပြားဆက်ထဲကလူတွေရက်တလို့အတန်းလိုက်ရက်ဖို့နေရာချတာလောက်ပဲသိတဲ့ကောင်းတွေ ချပေးတဲ့ဒါယာလော့ကိုလိုက်ပြောနေကြတဲ့မင်းတို့တွေရဲ့ခေါင်းတွေထဲမှာအာနာသိမ်းထားတာကြီးကအမှန်တရားလို့ထင်နေတာလားအခုလို့စကားမရွေးကပွဲရဲ့အတွက်ရှေ့ထွက်ရပ်ပြလိုက်တာဟာအာနာသိမ်းတဲ့နေ့ကစလို့ဒီနေ့အထိဘုံကျဲတက်ဖြက်မီရှို့နေတာတွေအကုန်လုံးဟာမှန်နေထောက်ခံနေဆက်လုပ်ပါကျွန်တော်ကျမတို့အတူတူရှိနေပါတယ်လို့တရားဝင်ခိုးထုတ်ခိုးတဲ့နဲ့ချပြလိုက်တာပဲ NLD မဲဆွေတုံးကလည်းမင်းတို့တွေပဲဘက်စကားကြီးအပေါ်မှာငါတို့တွေအနာလာကတ်မှာဆိုလို့ကြောက်နေကြတာ ပင်ဒီတိုက်ပုံတွေကြားတယုံယုံနဲ့ကြည်လာရင်မင်းတို့တွေပဲစကားမမဲဆွဲတော့လဲမင်းတို့တွေပဲအပအပနဲ့မင်းတို့ပဲဆင်မြင့်တွေပေါ်မှာတချိန်ကျရင်ကွန်ပျူတာတန်းတွေကင်ပြီးမျက်ရည်ချူဒိုင်ယလော့တွေနဲ့ဒရမာစတိုရီတွေကိုစီထမ်းပြီးအရှက်မရှိလာကြအောင်မဲ့အကွက်တွေကိုလည်းငါမြင်ထားပါတယ်။ငါတို့ကတော့မင်းတို့တွေရဲ့ပေါ်ချစ်ချင်းမုန်းချင်းမရှိတာကြပါပြီ။အခုလဲချစ်ချင်းမုန်းချင်းမရှိပါဘူး။အဆင်ပြေသလိုနေကြပါစေလေ။ ငါတို့လည်းငတူငါအရီမှာမဟုတ်တာထားဖို့မှတ်တမ်းတွေကိုစီစုထားကြမှာပါလို့ဖြည့်တွေးထားတာကြားလှပါပြီမင်းတို့ကပိုလဲကြပါတယ်နှစ်သီးစားနှစ်ဖက်ခြုံတွေပဲငါတို့ကသာငါအရီပါမင်းတို့ကအလုံးမပြက်အထိုင်မပြက်အပြော်မပြက်ဘဝမပြက်တသားရရလမ်းကိုရွေးတတ်ကြတာငါတို့ကလည်းမင်းတို့လိုလုံးလို့ရတာသိတာပေါ့ကွာမသိဘဲနေပါမလားငါတို့ကရှက်လို့ကိုမလုပ်ခဲတာ ပြန်ကြားရေးကလူကြီးတွေငါမိမကနေတဆင့်ငါ့ကိုလာညှိကြတာပဲပွဲစားမန်နေဂျာတွေပရိုဂျူဆာတွေလာကြတယ်ငါလက်မခံခဲ့ဘူးခါခါတီးတီးကိုညင်ခဲ့တာမင်းတို့လိုလူပုံအလဲမတက်ရက်ကားခေါမိုးပေါ်တက်မိုက်ကင်ပြီးလေပင်ချောထောင်ပြီးအတန်းတွေဝင်အောင်လဲရဲရဲတောက်တော်လှန်ရေးမိန့်ခွန်းတွေပြောခဲ့တာရှိလားရှာကြည့်လိုက်စောက်ပူတွေကိုငါတို့မလုပ်ချင်ဘူးဘဲကောင်ဘဲကောင်မတွေစားမရှိဘူးဆိုတာကိုလည်းသိတယ်စောက်ပူတွေလုံနေကြပြန်ပြီဆိုတာလဲငါကကြိုသိနေတယ် ီနေ့ဒီအချိန်ဒီလိုအခါမျိုးမှာမင်းတို့ရိအနေထိုင်တက်ရင်ကိုငါကကျေးဇူးတင်နေတာမျိုးပါငါတို့ဘက်ကအနုပညာသမားအချင်းချင်းဆောင်ရင်ပြောပြကြပါတယ်ဘသူဘလိုနေနေတာလေးတော့ဘဝင်ကြတယ်ကွာတို့ဘာလို့ပေါ့ရှာကြံပြီးကျေးဇူးတင်နေတာမျိုးပါတချို့ကတော့ခါခါတီးတီးလက်မခံကြတဲ့သူတွေကိုလည်းမဆန့်ကျင်ပါဘူးသူ့အနာနဲ့သူကိုတော်လိုင်းရဲ့အတွက်ကိုလုံးတို့မလုံနိုင်တာမပါဝင်နိုင်တာကိုလည်းနားလည်ပေးထားပါတယ်မင်းတို့ကြောက်နေမှာပဲလေလို့ဖြည့်တွေ့ပေးထားခဲ့ကြတာ ကျိတ်ပြီးထောက်ဖို့လုပ်နေရင်ကိုတော်ပါပြီလေလို့ငါတို့ကတွေးထားတာငါတို့ကတချို့တွေလာလာမေးရင်တော့ဖြစ်နိုင်ခြေတွေပြောပြပေးတယ်ကိုမမြင်တာပဲရှိမှလုပ်နေမှာပဲလေလို့တွေးပေးခဲ့ကြတာအဖမ်းခံရမှာမင်းတို့ကြောက်တယ်လို့ငါလည်းကြောက်တယ်စီးပွားပြက်မှာမင်းတို့ကြောက်တယ်လို့ငါလည်းကြောက်တယ်မိသားစုနဲ့ကွဲမှာမင်းတို့ကြောက်တယ်လို့ငါလည်းကြောက်တယ် ီလိုအခြေအနေမှာပြည်သူနဲ့အတူတူမရက်တီပဲငါအဖမ်းမခံရဖို့ငါစီးပွားမပြတ်ဖို့ငါမတည်ဖို့လောက်ပဲတွေးပြီးကိုတကူစားပဲကြည့်ဖို့ငါတို့စိတ်တွေအဆင်သင့်ဖြစ်မနေခဲ့ဘူးငါတို့မင်းတို့အောင်မြင်လာတယ်ဆိုတာတနိုင်ငံလုံးကပြည်သူတွေကအားပေးလို့ဖြစ်လာကြတာမဟုတ်ဘူးလားမင်းတို့ကိုစစ်သားမိသားစုတွေဘောမတွေကြံ့ဖွတ်တွေမဘာသားတွေကပဲအားပေးခဲ့ကြတာမဟုတ်ဘူးမင်းတို့ကိုအားပေးခဲ့တဲ့အမာခံတွေထဲမှာမီးရှို့ခံရလို့နေစရာမရှိတော့တဲ့အညာသူညာသားမိသားစုတွေအများကြီးပါတယ် တောထဲမှာလေးရင်ဘုံလာကျဲလို့တည်သွားတဲ့ကလေးလေးတွေရဲ့မိဘတွေလည်းပါတယ်။တောထဲမှာခြေပြတ်သွားတဲ့ရဲဘော်တွေပါတယ်။မျက်လုံးထွက်သွားတဲ့ចောင်းဆရာတွေပါတယ်။ကျိုးပေးခံလိုက်ရတဲ့ရဲဘော်ရဲဘက်တွေပါတယ်။တစ်ပင်မှာအရှင်လက်လက်မီးရှို့တက်လို့တည်သွားခဲ့တဲ့ညီလေးတွေပါတယ်။အများကြီးပဲ။တကယ်ကိုအများကြီးပါပဲ။ငါတို့ကတော်လန်ရေးလုံးလို့ထူခဲ့ပြီးနာမည်ထူထောင်လာစရာမလိုဘူး။ဒီကိုကလေးကအောင်မြင်ပြီးသားအနုပညာသမားတွေများတယ်။ တော်လိုက်ရေးလောက်တာမျောလင်းချက်တော့ရှိတယ်တခြားတော့မဟုတ်ဘူးဆေးရနာရှင်မရှိတော့ရင်ငါတို့အားလုံးတိထက်ပို့ပြီးပြည်သူဘဝလုံးချုံမယ်အနာဂတ်အေးချမ်းမယ်ကိုနှစ်သက်တဲ့အမှုပညာတွေကိုဖိနှိပ်မှုခင်ခင်နဲ့လွတ်လွတ်လပ်လပ်ဖန်တီးနိုင်မယ်ဆိုတဲ့မျောလင်းချက်အဓိကမျောလင်းချက်ကပြည်သူဘဝအနာဂတ်အေးဖို့မင်းတို့ငါတို့အမှုပညာတွေကိုသူတို့အောက်မှာဘယ်တော့မှလွတ်လွတ်လပ်လပ်ဖန်တီးခွင့်ရခဲ့ကြလို့လဲပြန်စင်းစားကြည့်စမ်းပါမင်းတို့မျက်လုံးတွေကန်းသွားကြပြီလား မင်းတို့နားတွေပင်းသွားကြပြီလားမင်းတို့နှလုံးသားတွေအမိုက်ပုံဖြစ်သွားကြပြီလားမင်းတို့အုံနောက်တွေချီးဖြစ်သွားကြပြီလားဒါဆိုရင်တော့ငါမပြောတော့ဘူးစစ်တပ်ဟာမင်းတို့ရဲ့အာနေချက်တွေအကုန်လုံးကိုကင်ထားတယ်ဆိုတာမမေ့နဲ့စင်ပေါ်တင်ပေးနေတာလည်းအကောင်းမထင်နဲ့ပွဲထုတ်နေလို့လည်းဘဝင်မမြင်နဲ့မင်းတို့မင်းတို့ကသူတို့ရဲ့အာနာတီမြဲရေးမှာ ထုတ်သုံးနေတဲ့စစ်တူရင်ခုံပေါ်ကနေရုပ်လေးတွေပဲ ဘယင်ကြီးနဲ့ဘယင်မကိုကာကွယ်ဖို့နေရုပ်တွေဘလောက်ထိုးကျွေးရမလဲသူတို့ကမှုနေမှာမဟုတ်ဘူး။သုံးစားမရရင်ဖြစ်ဖြစ်အံမဝင်တော့ရင်ဖြစ်ဖြစ်ထိုးကျွေးမယ်၊ကန်ထုတ်မယ်၊ရှင်းပြမယ်။ရှေးကမိမနှစ်ယောက်နမူနာရှိတယ်။မင်းတို့တွေကသူတို့နဲ့ပူးပေါင်းပေးခဲ့လို့ဆိုပြီးလုံခြုံရေးအပြည့်ပေးလိုက်မယ်လို့မထင်နဲ့။သူတို့ကောင်းဆောင်နေတော့ဂျမ်ပါကြီးတကားကားနဲ့သွားနေရတာမင်းတို့အမြင်ပဲ။ငါတို့ဘက်ကမင်းတို့ကလက်တလောအခြေအနေအရအထင်သေးနေတာလားဒါမှမဟုတ်ပြည်သူကိုဂယုမဆိုင်တာလား ငါတို့ကချက်ချင်းမုန်းချင်းမရှိပေမဲ့ပြည်သူကမင်းတို့ကို အသေးဆွဲအောင်မှတ်သွားကြပြီ။ငါကအခုချိန်ထိတချို့နှူးပညာသမားတွေကိုလက်ကျန်တန်ရောစင်နဲ့စီယုံရင်လုံနေမိတာ။ငါတို့သွားတဲ့မူကတော်လန်ရင်စီယုံစီယုံရင်တော်လန်ပဲ။ရန်သူကိုယ်တော်မိတ်ဆွေဖွဲ့ရသေးတာ။တချို့ကိုလူတွေကရန်သူမှမဟုတ်သေးတာ။ကိုဘက်ပါအောင်စီယုံမယ်ပေါ့။နောက်ဆုံးထောက်ဖို့ပဲလုံလုံပေါ့လီဆိုတဲ့အတွေးနဲ့ပါ။ငါမြင်တဲ့ပြောနေကြစကားရှိပါတယ်။ မတောင်းမိတော့မူခါရေဆက်ကားတွေကတိုင်ရတော့ကိုဆုံးဖြတ်ချက်ကကို့အနာဂတ်ပဲဆိုတာပဲလောကမှာဘယ်အရာမှပုံသေးမရှိဘူးဆိုတာမင်းတို့သိပါတယ်ပြည်သူဒုက္ခကို ကို့ဒုက္ခလို့မတွေးတတ်သည်ပြိဋ္ဌတ်အပူကိုကို့အပူလို့မမျှဝေတတ်သည်ကို့တန်ရာကိုပဲအနာလို့ထင်နေသည်အရှိတ်ထဲမှာရန်နေပြီးနေက မပူပါဘူးလို့တွေးနေသည်မင်းတို့လူမဟုတ်ဘူးငါရင်ကမင်းတို့ကိုမျှတွေးပေးခဲ့တယ် အခုပြည်သူကငါလိုမျှတွေးပေးမှာမဟုတ်တော့ဘူးသူတို့ကငါတို့ထက်မင်းတို့ကိုပူနာသွားကြပြီ နောက်လူတွေရော အခုလူတွေရောမင်းတို့ကိုငါတို့ကအများကြီးမတောင်းဆိုပါဘူးပြက်ပြက်သားသားရက်ရမဲ့အချိန်တော့ရောက်လာခဲ့ပြီမရက်နိုင်သေးရင်တော့နှာစည်းပေးနေရင်ကိုရှာပါပြီပေါ်တင်ကြီးတော့ဇွန်မမကြနဲ့ကွာ ဆိုပြီးတော့ကိုပေါက်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေရေးသားထားတာပဲဖြစ်ပါတယ်